မင်္ဂလာပါကျွန်တော်တို့ဒီနေ့ Microsoft မှာဒီအခုလိုမျိုး pizza flyer တခုလောက်ကြည့်ရမှာပေါ့နော်โอเคဒါဆိုရင်ကျွန်တော်တို့ Microsoft ကိုသွားပြီးတော့ဖွင့်ထားဖို့လိုရတာပေါ့နော် Microsoft ဖွင့်လိုက်ပါကျွန်တော်ကတော့ဒီကောင်လေးမှာနောက်ထပ်အသစ်တခုယူလိုက်ပါမနားပြီးတော့ကျွန်တော်တို့ကဒီဘက်မှာ file ထဲက blank document ယူလိုက်ပါမနားပြီးတဲ့အခါကျလို့ရှိရင်ကျွန်တော်ကဒီထက်မှာဒါ insert ထည့်ကိုသွားမှာပေါ့နော်သူတို့မဟုတ် layout ထည့်ကိုချက်သွားလိုက်ပါမယ် ပြတာတဲ့အခါကျလို့ရှိရင်ကျွန်တော်တို့ဒီထက်မှာစာရွက်ဆိုင်ကိုတစ်ချက်ယူမယ်။စာရွက်ဆိုင်မှာ A4 ပဲထားလိုက်ပါမယ်နော်။ပြီးတိုင်းခါတိုင်းကြားနေကြလို့ပဲကျွန်တော် margin ကိုတစ်ချက်သွားပါမယ်။ပြီးရင်ဒီဘက်မှာ custom margin ကိုတစ်ချက်ယူပါမယ်နော်။အပိုအောက်ပညာကြတော့ကျွန်တော်တို့ကဒီဘက်မှာအကုန်လုံး0တွေပဲထားလိုက်ပါမယ်နော်။ဟိုဘက်ကို create လောက်မှာဖြစ်တဲ့အတွက် ဒါတဲ့အခါကြာလို့ရှိရင်ကျွန်တော် okay ကိုချက်ဆက်နေလိုက်ပါအဲကျွန်တော်ဆိုတာလေးကိုနေလိုက်ပါအဲဆိုရင်ဒီစာရွက်လေးရလာပြီဆိုလို့ရှိရင်ကျွန်တော်တို့မှာဒီ insert ထည့်ကိုသွားမှာမနော်ပြီးရင်ကျွန်တော်တို့ shape ဆိုရက် shape တစ်ခုဆွဲမှာမနော် shape ဆွဲတာလေးကျွန်တော်ကဒီ fashion လေးကဒီကောင်းလေးနဲ့ဆွဲလိုက်ပါမယ်အပြည့်ဆွဲလိုက်မှာမနော် okay ဖြစ်ရင်ဒီကောင်လေးတွေကိုအဟိုအစာရွက်အပြည့်ချိန်လိုက်မှာမနော်ဒီဘက်မှာကြာတော့ကျွန်တော်တို့ outline မှာကြာတော့မယူပါဘူးပြီးသားတဲ့အခါကြာလို့ရှိရင်ကျွန်တော်တို့ gradient အရောင်မျိုးရှင်းတယ်ဆိုလို့ရှိရင် shape ထေကဒီ gradient ဆိုတာလေးကိုတစ်ချက်ယူပေးပါပြီးရင်ဒီနေရာလေးမှာကျွန်တော်တို့ gradient ဆိုတာလေးကိုပေးထားမှာမနော်အာကျွန်တော်တို့နှစ်ယောက်ဆက်မလားသုံးယောက်ဆက်မလားဘုနော်ကျွန်တော်ကတော့လို့လို့ရှင်းနှစ်ယောက်ပဲဆက်လိုက်ပါမယ် ဒါကြီးကျွန်တော်တို့ကအနီဘက်ကိုတန်းလို့ဆိုလို့ရှိရင်မမိုးကာလာလေးကိုနှိပ်ပေးနော်ဒီတိုင်းရင်ဒီဖက်ရှင်လေးမှာကိုကြိုက်နှိမ့်တဲ့ကာလာလေးတွေရှိပါတယ်ဒါလေးကိုယူပြလိုက်မယ်အရှင်ဒီအယောင်လေးရသွားပါပြီပေါ့နော်ဒီအယောင်လေးရပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဒီဘက်မှာတစ်ခေါက်ပါမှာပေါ့နော်ဒီကောင်လေးကိုဘယ်လိုသွားမလဲဆိုလို့ရှိရင်ပထမဆုံးကိုထည့်ချင်တဲ့အဓက်ပုံလေးကိုတွေ့ပါမယ် insert ထည့်ကဒီမှာ feature ဆိုတဲ့နေရာလေးက describe ဆိုတဲ့နေရာလေးမှာ ကိုထည့်ကျင်တဲ့ပုံလေးကိုကိုယ့်အကိုအဒေါင်းထားမှာမနော်ကျွန်တော်ကဒီပုံလေးထည့်လိုက်တယ်ခေဒီပုံလေးရလာပြီဆိုလို့ရှိရင်ကျွန်တော်မလိုအပ်တဲ့ aside byte တွေကိုထောက်ရမှာမနော်နေရာမှာ remove background ဆိုတာလေးပါပါတယ်အဲ့ဒီကမှကျွန်တော်ဘာကိုထောက်ချင်တာလဲပေါ့နော်ဒီကျွန်တော်တို့ဒီဘက်မှာဒီဒီဘက်ကအနာသားလေးတွေကိုကိုလိုချင်တဲ့အရာဝတ္ထုလေးတွေကိုဒီလိုမျိုး အခုလိုမျိုး mouse နဲ့ကလီးပြီးတော့ကျွန်တော်တို့လုပ်လို့ရပါတယ်နော်ဒါပုံနေကိုဖြတ်ထုတ်လိုက်တဲ့အသားတွေထဲမှာကိုလိုချင်တာလေးတွေပါသွားတယ်ဆိုလို့ရှိရင်အခုလိုမျိုးအခုလိုမျိုးဆွေးပြရမှာမနော်ဒီလိုဒီလိုမျိုးအရှိဆွေးလေးရပါတယ် ်ဒါဆိုရင်ကိုလိုချင်တဲ့အာရသွားပြီဗောနအဲ့ဒီခါကျမှကျွန်တော်တို့ key change ဆိုတာလေးကိုနည်းလိုက်ပါအဲ့ဒါဆိုရင်ဒီပုံစံလေးရလာပြီဗောနဒီပုံစံလေးရလာပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီကောင်လေးကိုကိုထားခြင်းတဲ့ပုံစံလေးရေးပြရမှာဗောနဒီဘက်ကျမှကျွန်တော်တို့ဒီကောင်ကသွားလို့မရဘူးဆိုလို့ရှိရင်ဒီကောင်လေးတွေကိုဒီဘက်ကဒီကောင်လေးတွေနဲ့သွားလို့လည်းရပါတယ်เนาะ Okay ပြီးသားတဲ့အခါကျလို့ရှိရင်ကျွန်တော်တို့ကနောက်ထပ် shape လေးတစ်ခုဆေးပါမယ် insert key ကိုသွားပြီးတော့ဒီဘက်မှာ align ပါလေး shape လေးကိုယူပါမယ် left tool လေးကိုညီချင်းတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ keyboard က shift key လေးကိုညှိတာပေါ့နော်ပြီးသားရင်ဒီကောင်လေးမှာ outline ကိုလေကျွန်တော်ကမယူပါဘူးနော်ဒီမှာ shape key မှာကျတော့ကိုထည့်ချင်တဲ့အယောင်လေးတွေထည့်ပါပြီးသားရင်ဒီကောင်လေးကို out out ကိုပို့ချအလိုက်မှာပေါ့နော်အောက်ကို send to back ဆိုတာလေးပို့လိုက်မှဒါကျရင်ဟိုဘက်အပေါ်ရောက်သွားတာပေါ့နော်နောက်ထပ်တစ်ခါ brain ပါမယ် sun to brain နဲ့ဒီကောင်လေးမှာ okay သူ့ကိုနည်းနည်းလောက်ပေါ့နော်ဒီ depth ပုံထက်နည်းနည်းလောက်ကြည့်အောင်ကျွန်တော်ကညှိရမှာပေါ့နော်โอเคဒီအဝါတအားထင်းနေတယ်ဆိုလို့ရှိရင်ကျွန်တော် shape လေးကိုရှက်သွားပါဒီတိုင်းဒီဒီ color လေးနည်းနည်းညိုက်တဲ့ကောင်လေးယူလိုက်မှာနော်နည်းရင်းတဲ့ကောင်လေး ပြီးရင်သူတို့နှစ်ခုကိုကျွန်တော်က group ဖွဲ့လိုက်ပါမယ်နော်ဒီကောင်လေးကို disable ပေးတယ်ပြီးတော့ရှစ်ကြီးလေးကိုပါတွင်နေပါနော် ခေဒီအနေထားချိန်ရမှာမနော်။အဲဒါဆိုရင်တို့နှစ်ခုကို select ပေးလိုက်မယ်။ပြီးသားတဲ့အခါတိုင်း right click နှိပ်ပြီးတော့ကျွန်တော်တို့ဒီဘက်မှာ group ဆိုတဲ့လေးနဲ့ group ဖွင့်လိုက်ပါမယ်။ဒါဆိုရင်ဒီခေါင်းလေးကိုဟိုထားခြင်းတဲ့နေရာလေးတွေမှာကျွန်တော်ရွှေ့ပြီးတော့ထားပါမယ်နော်။ပြသတဲ့အခါကြာလို့ရှိရင်ကျွန်တော်တို့ဒီကောင်လေးကို control C နဲ့ copy လိုက်ပါမယ်နော်ဒီတိုင်း control V နဲ့လာရှာလိုက်ပါမယ်ပြီးရင်ဒီကောင်လေးတွေကိုကျွန်တော်နည်းနည်းလောက်သေးလိုက်ပါမယ်နော် โอเคအခုလိုပုံစံလေးထားလိုက်ပါမယ်နောက်ထပ်ကောက်ကွန်ထရိုးဘူရင်းနဲ့လာချလိုက်မယ်ဒီဘက်ချန်လေးကိုသွားမှာမနော်ဒီဘက်ကရှစ်ကီးလေးကိုပါနှိုက်ထားပါနော်ညီအောင်လို့ဒါကြရင်ကျွန်တော်တို့ဒီပုံစံလေးသွားလိုက်ပါမယ်နောက်ထပ်တစ်ခါကွန်ထရိုးဘူရင်းနဲ့လာချလိုက်မယ်ဒီကောင်လေးကိုကြာတော့ဒီဘက်ချန်လေးကထားလိုက်မှာမနော်အဲဒါဒီကောင်လေးနဲ့အတူသွားအောင်လို့ပြီးရင်ဒီကောင်လေးကို control ဘူရင်းနဲ့နောက်ထပ်တစ်ခါရှာမယ်ဒီကောင်လေးကိုကြာတော့ဒီဘက်ချန်လေးကထားလိုက်မယ် တကယ်လို့ဒီဘက် channel ကကိုထားခြင်းနဲ့ဟာလေးရှိရင် rotate ရင်းနဲ့လှည့်ပြီးတော့ထားလို့ရပါတယ်နော် okay ပြီးရင်နောက်ထပ်ကျွန်တော်တို့ကအဝိုင်းလေးဆွေးရမှာပါနော်ဟုတ်တယ်အဝိုင်းလေးဆွေးမယ်ဆိုလို့ရှိရင်ဒီဘက်က insert key ကိုတွားပြီးတော့ဒီအဝိုင်းခုနဆွေးလိုက်တဲ့ level 2လေးကိုယူပါပြီးရင်ကျွန်တော်တို့ဒီကောင်လေးမှာခုလိုမျိုးဆွေးလိုက်ပါမယ် ထထားတဲ့အခါကြလို့ရှိရင်ကျွန်တော်တို့စတုပ်လေးတွေတို့ထစ်ထားလို့အပ်တာနော်ဒီဖက်ချန်လေးမှာစတုပ်လေးထည့်မယ်စတုပ်ထည့်မယ်ဆိုလို့ရှိရင်ကျွန်တော်ကဒီဖက်ဒီအောက်မှာ shape outline ပါတယ်အဲ့ဒီကမှကိုကြိုက်တဲ့တုပ်လေးခတ်ပါဒီဘောင်းအထူကိုကြတော့ကျွန်တော်ဒီဖက်ချန်လေးကဘလောက်လောက်ထူမှာလဲပေါ့နော်ပြီးရင်ဒီကောင်လေးတွေမှာဓာတ်ပုံထည့်မယ်ဆိုလို့ရှိရင် right click ချက်နေပြီးတော့ကျွန်တော်တို့ဒီဖက်ချန်လေးကဒီ format shape ဆိုတာလေးကိုနှိပ်လို့ရပါတယ်နော် ီဘက်မှာဒီဒီဘက်ကအိမ်စာကပ်ချံပိတ်စာဆိုတာလေးကိုနှဲလို့ရတယ်ဆိုတဲ့မှာဒီဖက်ရှင်လေးကကျွန်တော် shape ဖြီးလေးကဒီဒီ feature ဆိုတာလေးသွားလို့ရပါတယ်နော်အတူတူပါပဲဒီတိုင်းကိုကြိုက်နှစ်တဲ့ပုံလေးတွေဒီမှာလာထည့်လိုက်ပါပြန်ဒီကောင်လေးကိုကျွန်တော်ကဒီနည်းနည်းသေးလိုက်မှာနော် ဖြစ်ရင်ဒီကောင်လေးတွေကိုကျွန်တော်ကနေပြီးတော့ပါလို့မလဲ control c ဒီတိုင်း control ဘူးနဲ့လာချလိုက်ပါမယ်နော်နောက်မှကျွန်တော်ကဒီဒီကောင်လေးတွေမှာ control ဘူး okay ဒီလိုပုံစံလေးတွေထားလိုက်ရနောက်မှကျွန်တော်ကဒီဘက်မှာဓာတ်ပုံလေးတွေကိုဒီမှာ shape feature ကဒီမှာ feature ဆိုရလေးကပြန်လို့အစထိုးလို့ရပါတယ်နော်ကောင်လေးကိုနှိပ်လိုက်မယ် insert ဒါဆိုရင်ဒီဘက်မှာတပုံရောက်လာပြီဒီဘက်ကပုံဆိုလေး ုနေ့တကောင်းပါမယ်เนาะရှိတ်ပြီးသားရင်ဒီဘက်ကပြီးရှာโอเคဒီပုံစံလေးနဲ့ကျွန်တော်သွားပါမယ်နောက်ထပ်ရှိတ်လေးတစ်ခုဆွဲရမှာမို့เนาะနောက်ထပ်ရှိတ်ဆွဲမယ်ဆိုလို့ရှိရင်ကျွန်တော်ကဒီဖက်ရှင်လေးမှာရှိတ် insert ကရှိတ်ဆိုတာလေးယူလိုက်မယ်ပြီးရရင်တော့ကိုအဆွဲကျင်တဲ့ပုံစံလေးဆွဲလိုက်ပါเนาะဒီကောင်လေးထိုက်မှာโอเค ဒီပုံစံလေးပြီးတော့ shape free မှာကြာတော့ကျွန်တော် shape outline မှာအမီပါအောင်နော် shape free မှာကြာတော့ကိုကြာညှက်တဲ့အယောင်ဒီပါဒီဒီကောင်လေးကို control c control c ပြီးရင် control v နဲ့လာရှာမယ် deflection လေးမှာတစ်ခုထားမယ် control v လာရှာလိုက်မယ် deflection လေးမှာထားမှာမဟုတ်နော်ပြီးရင်ကျွန်တော်တို့ deflection task box လေးဆေးရမယ်ဒီဘက်မှာရှိတဲ draw task box လေးကိုယူပြီးတော့ရင်ကို ဒီဘက်မှာဘလောက်လောက်ထင်းမှာလဲပေါ့နော်ကျွန်တော်ကလို့လို့စေ20ဘက်ဆိုတာလေးထည့်လိုက်မယ်တဲ့ဒီကောင်လေးမှာကြာတော့ပုံမှန်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီဘက်မှာ shape free လေးတွေပါတယ်အဲ့ဒီကောင်လေးတွေကိုကျွန်တော်ဖြုတ်ထုတ်အောင်ပါနော် shape outline မယူဘူး shape free မှာလေးကျွန်တော်မယူပါဘူးနော်အဲဆိုရင်ပုံမှန်စာလုံးစာလုံး file တွေပြောင်းမယ်ဆိုလို့ရှိရင်ကျွန်တော်ကနေပြီးတော့ဒီ home tag ထည့်ကိုသွားပြီးတော့ဒီဘက်မှာစာလုံးအစံလေးတွေရှိပါတယ် ေအဲ့ဒီကောင်လေးကိုဒီဖက်ချန်လေးမှာထည့်လိုက်မယ်ပြီးရင်ဒီစာလုံးလေးတွေကိုအယောင်ပြောင်းကျင်တယ်ဆိုလို့ရှိရင်ဒီဖက်ချန်လေးမှာရှိတဲ့ဒီကောင်လေးနဲ့အယောင်ပြောင်းလို့ရပါတယ်ဒီစာလုံးလေးတွေကိုလည်းကျွန်တော် control c control v နဲ့လာရှာလိုက်ပါမနော်ပြီးရင်ဒီမှာလာရှာမယ် control v လာရှာလိုက်မယ်ဒါဆိုရင်ဒီလာလအပိုင်းကတော့ပြီးသွားပါပြီနော် နောက်ထပ်ဆွေးဖို့ကြံတာအကြတော့ကျွန်တော်တို့ဒီကိမှာဘာတွေဆွေးရမလဲဆိုလို့ရှိရင်ဒီလေးထားပုံစံရဲ့ပြီးတိုင်းဒီဘက်ကဒီကောင်လေးတွေဆွေးရမှာနော်ဒီကောင်လေးတွေဆွေးမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီကောင်လေးကိုအင်းစာထည့်ကိုသွားပြီးတော့ကျွန်တော်တို့ဒီဘက်မှာ rectangular tool လေးတစ်ခုဆွေးလိုက်ပါမယ်ပြန်ဒီကောင်လေးက shape outline မှာကြတော့ကျွန်တော်မယူပါဘူးနော် ဟို outline ကဒီတိုင်း shape free မှာကြတော့ကိုထည့်ကျင်တဲ့အယောင်လေးတွေဒီဖက် channel မှာလာထည့်လိုက်ပါပြီးရင်နောက်ထပ် shape လေးဆွဲရမှာမနော် shape ဆွဲမယ်ဆိုလို့ချင်းဒီဖက် channel မှာရှိတဲ့ shape ပုံစံလေးတစ်ခုဆွဲမယ်ကျွန်တော်တို့ down ပုံစံလေးဒီပုံစံလေးယူလိုက်မယ်နော်ပြီးရင်ကျွန်တော်တို့ဒီ fashion လေးကဖြည့်ဆည်းလိုက်မယ် ခေပြည်တိုင်းဒီဘက်ချမ်းတော့လည်းကျွန်တော် outline ကိုမယူပါဘူးเนาะပြည်တိုင်းဒီကောင်လေးမှာโอเคဒီပုံစံလေးယူလိုက်ပါမယ်เนาะနည်းနည်းလောက်မြင်သာအောင်ကျွန်တော်ကကြည့်လိုက်ပါမယ်ဒါမှကျွန်တော်ဒီဘက်ချမ်းလေးမှာဘလို့အရှင်နေရှိတယ်ဆိုတော့သိရမှာပေါ့နော်အာနည်းနည်းကြည့်လိုက်တယ်ပြည်တိုင်းဒါ error key လေးနဲ့ နည်းနည်းပူနေတယ်ဆိုလို့ရှိရင်ကျွန်တော်ကဒီကောင်လေးကိုအသာလေးရှုံပြလိုက်မယ်โอเคဒါဆိုရင်ဒီပုံစံလေးရပြီဒီပုံစံလေးရပြီဆို control c ဒီတိုင်း control ဘူးနဲ့လာရှာလိုက်မယ်ဒီ fashion လေးမှာကျွန်တော်ဒီကောင်လေးကို label အတွက်ဆိုလို့ရှိရင်ဒီ fashion လေးမှာလေးလို့ရတဲ့ပုံစံလေးတစ်ခုရှိပါလိမ့်မယ်နော်ဒီမှာ rotate ဆိုရင်မှာကျွန်တော်ကဒီကောင်လေးကိုဒီ fit horizon နဲ့ဆိုရလေးနှိပ်လိုက်မယ်ပြီးတော့ဒီ fashion လေးမှာလာရှာလိုက်မယ်နော် คဟုတ်ပြီဒါဆိုရင်ဒီပုံစံလေးရသွားပြီเนาะအပေါ်ကဟိုဟာလေးဆေးဖို့အတွက်ဆိုလို့ရှိရင်လေခုနအတိုင်းပါဗျာเนาะကျွန်တော်တို့ကနေပြီးတော့ဒီ fashion လေးက shape လေးကိုယူမယ်ပြီးရင်ကိုဆွဲကျင်တဲ့ပုံစံလေးကို shape insert ကကျွန်တော်ကဒီဘက်မှာ shape ခုနဆွဲတဲ့ဒီကောင်လေးပဲယူလိုက်မယ်နော်ဒါကြရင်ကျွန်တော်တို့ဒီကောင်လေးကိုအခုလိုမျိုးဖြီးဆွဲလိုက်မယ် ကြရကဒီဘက်ကအညီကိုကြတော့ဒီဘက်မှာအချိန်ရမှာမဟုတ်လားပြီးတဲ့အခါကျရင်ကျွန်တော် online no online လုပ်မယ်ပြီးရင်ကိုထည့်ကျင်တဲ့အယောင်လေးကိုရှိတ်ဖီးမှသွားပြီးတော့ကိုထည့်ကျင်တဲ့အယောင်လေးတွေလာထည့်ပါပြီးတဲ့အခါကျလို့ရှိရင်ကျွန်တော် control c control ဘွေနဲ့လာရှာလိုက်ပါမနော်ပြီးရင်ဒီကောင်လေးကိုကျွန်တော်အတေးမကြောက်ဆိုလို့ရင်ကိုယ့်အကိုပြန်ဆွေးရမှာမဟုတ်နော်အင်စာတေးကိုသွားမယ်ဒီတိုင်း shape လေးကနေပြီးတော့ အခုနာဆွေးလိုက်တဲ့ဒီကောင်လေးကိုပဲပြင်လိုက်ပါမယ်ပြင်ရိုတိတ်လေးနဲ့လှေးလိုက် chi đây khả chạy thì phải chăng ra thì còn lên nè thì vừa xuyên lại ra bài vì nó thì bây giờ anh chẳng online မှာကြတော့ကျွန်တော်တို့ခုနက no online ဝေးလိုက်မယ်ပြန်ရှင်းပြီးမှာကိုထည့်ရှင်းတဲ့အရာထည့်လိုက်ပါမနော်ဒါဆိုရင်ဒီပုံစံလေးပြသပါမယ်ထည့်ပြီးရင်ကျွန်တော်တို့စာလေးတွေကြတော့ကိုယ့်အကူရိုက်ရမှာမနော်ကျွန်တော်ကတော့ဒီဘက်ကရိုက်ပြီးသားစာလုံးလေးတွေကိုပဲ copy လိုက်ပါမယ် ဖေးသားရင်ဒီဖက်ချမ်းလေးမှာကျွန်တော်တို့နောက်ထပ်ဒီကောင်လေးဆွေးထားတာကြတော့ကျွန်တော် line ကြောင်းလေးနဲ့ဆွေးထားတာပေါ့နော်ဒီကောင်လေးကိုကြတော့ကျွန်တော် line ကြောင်းလေးပြင်ပြရမယ် line ကြောင်းလေးပြင်ပြမယ်ဆိုလို့ရှိရင်ကျွန်တော်ခုနကဆွေးတဲ့ဒီ rectangular တူနံပဲပြန်ဆွေးလို့ရပါတယ်ဖေးသားရင်ကိုထည့်ကျင်တဲ့နေရာလေးမှာအခုလိုမျိုးဒီလိုလေးဆွေးလိုက်မယ်ဖေးသားရင်ဒီဘက်မှာ outline မှာကြတော့ကျွန်တော်အယောင်ယူပါဘောနော် shape ပြီးမှကြတော့အခုထည့်ကျင်တဲ့အယောင်လေးထည့်လိုက်တယ်ပြန် control c c o n t r o ဘွေနဲ့ဒီမှာလာရှားလိုက်တာပေါ့နော်အဲကြံရဲ့စာတွေပါရေးတာကြတော့ကိုယ့်အကိုပြန်ရေးလို့ရတာပေါ့နော်ဘယ်ကြံလေးကကျွန်တော်အခုနားယူထားတဲ့ဒီကောင်လေးကိုပဲ copy အဲဒီဖက်ချမ်းမှာလာထည့်လိုက်ပါမယ်နော် ုပ်ဘူးပြီးတိုင်းဒီကောင်လေးမှာခုနလိုပဲဒီမှာလာထည့်လိုက်မယ်ဒီမှာလိုနေသေးတယ်ဆိုလို့ရှိရင်ဒီကောင်လေးတွေကိုကျွန်တော်ကနေပြီးတော့ခုလိုမျိုးချိန်လို့ရပါတယ် ခုလိုမျိုးစာလေးတွေရေးပြီးတော့တေချာလေးလုပ်မယ်ဆိုလို့ရှိရင်ဒီ Microsoft မှာလည်း design တွေပြန်လုပ်လို့ရပါတယ်။နောက်တဲ့ဒီမှာရှိတဲ့အစာလေးတွေရေးမယ်ဆိုရင်မြန်မာစာနဲ့ရေးမယ်ဆိုရင်လည်းဒီဘက်က draw test box ကိုရေးလိုက်မှာနော်။ပြီးရင်ကျွန်တော်တို့ကိုရေးချင်တဲ့စာလုံးထောင်းကိုဒီ version လေးမှာဖောင်းအလှလေးမယ်ဆိုလို့ရှိရင်ဒီကောင်လေးမှာ print ထားမှာမနော်။ ဆိုရင်စာလုံးဆိုင်လေးတွေကိုကျွန်တော်ခုနလိုပဲခေါင်းလေးနဲ့ချိလိုက်ပါမနော်ခေပိတိုင်းဒီနေရာလေးမှာ shape free မှာကျွန်တော်အယောင်မယူပါဘူးနော်စာလုံးဖောင်းလေးတွေမှာ shape outline ပြီးရင်ဒီစာလုံးလေးတွေကိုအယောင်ပြောင်းချင်တယ်ဆိုလို့ရှိရင်ဒီဘက်မှာလေးစတိုင်လေးတွေပြောင်းလို့ရပါတယ် text free လေးတွေဒီဘက်ခြမ်းလေးမှာရှိတယ်တကယ်လို့စတိုင်လေးတွေကြိုက်တယ်ဆိုလို့ရှိရင်လေဒီဘက်ခြမ်းလေးကကျွန်တော်ကိုကြိုက်တဲ့စတိုင်လေးတွေယူဆောင်လို့ရပါတယ် ခုလိုမျိုးတွေယူသုံးလို့ရတာနော်ဒါတကယ်လို့ဒီဖောင်းလေးကိုမကြိုက်သေးဘူးနောက်ထပ်ဖောင်းလေးတွေပြန်ပြောင်းကျင်နေတယ်ဆိုလို့ချင်း select ပေးပါဒီ home key ကဖောင်းပြောင်းနေနေရာလေးကိုတော့ပါနော်ဒီမှာဖောင်းလေးတွေအောက်မှာအများကြီးရှိပါလိမ့်မယ်ခုမှ twin ထားတဲ့ဖောင်းလေးတွေကြတော့ဒီ fashion လေးမှာအများကြီးရှိမှာမနော်အဲဒီဖောင်းလေးတွေကကျွန်တော်ဖောင်းလေးတွေရွေးပါပြီးရင်အခုလိုမျိုး design လေးတွေဖန်တီးလို့ရပါတယ်ပေါ့နော် Microsoft မှာအဲဆိုရင် အားလုံးပဲအဆင်ပြေကြပါစေခင်ဗျာအဆင်ပြေကြပါစေ